ရုရှားနဲ့တလကျော်ပြစ်ခတ်ရစေရယူကရိန်းသဘောတူအမေရိကန်နဲ့ယူကရိန်းဘက်ကအတဝန်ရှိသူတွေဆော်ဒီအော်ရေဗျားနိုင်ငံမှာငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်ယူကရိန်းကအမေရိကန်အစိုးပြုတဲ့တလကျော်ပြစ်ခတ်ရစေရကိုလက်ခံခဲ့ကြောင်းတမ်မရဆီလမ်စကီပြောကြားထားတာကိုကိုကာက PPC သတင်းမှာပါရှိပါတယ်ယူကရိန်းနိုင်ငံလက်ခံခဲ့တဲ့ပြစ်ခတ်ရစေရအစိုးပြုချက်မှာ ဝင်းဟင်းနဲ့ရေပြင်မှာတိုက်ခိုက်တာမပါဝင်ပဲရုရှားနဲ့ရှီတန်စစ်မင်းပြင်တစ်ခုလုံးမှာတိုက်ခိုက်တာရပ်ဆဲဖို့ပါဝင်နေလို့ဆီလမ်စကီးကဆိုပါတယ်ယူကရိန်းကဒီအဆိုပြုချက်ကိုလက်ခံတင်ပါတယ်ဒါဟာအပြည့်သဘောဆောင်နေလို့ကျွန်တော်တို့ယူဆပါတယ်အမေရိကန်ကအပြည့်ခက်ရပ်ဆဲဖို့ရုရှားကိုနားချရပါမယ်ရုရှားကသဘောတူတာနဲ့အပြစ်ခက်ရဆဲမှုစတင်မှာပါလို့ယူကရိန်းတမရကပြောပါတယ်။ထောက်လှမ်းရေးသတင်းတွေမျှဝေမှုရန်ဆိုင်ထားတာချက်ချင်းရုပ်သိမ်းပြီး ယူကရိန်းကိုလုံခြုံရေးအကူအညီပေးမှုပြန်လည်စတင်မယ်လို့အစွန်းနှဲမှုအပြီးယူကရိန်းရဲ့ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာအမေရိကန်နိုင်ငံကပြောပါတယ်စစ်ပွဲအဆုံးသတ်ဖို့ရုရှားနိုင်ငံအပေါ်မူတည်နေပြီလို့အစည်းအဝေးပြီးမှအမေရိကန်နိုင်ငံကြားရေးဝန်ကြီးမာကိုရိုပီယိုကပြောပါတယ်ယူကရိန်းတမရဆီလမ်စကီကငင်းငင်းရေးဆွေးနွေးပွဲအတွင်းပထမအခြေလှမ်းအဖြစ်လက်ခံမယ်လို့မတ်လ12ရက်နေ့ကပြောကြားခဲ့တယ် ရပောင်း30ပြည့်ခန့်ရစရဲသဘောတူညီမှုအပေါ်ပူရင်ဘက်ကပြန်လည်တုတ်ပြန်မဲ့စကားကို အမေရိကန်တမ်ရထရက်ကလည်းစောင့်မျှော်နေတာဖြစ်ပါနေ။အမေရိကန်တမ်ရအတော်နဲ့ထရက်ကယူကရိန်းရဲ့ပြည့်ခန့်ရစရဲလက်ခံတဲ့တရင်ကိုကြိုးဆိုခဲ့ပြီးဒီတရင်ဘက်အတွင်းရုရှားတမ်ရဗလာဒီမာပူတင်နဲ့စကားပြောဆိုဖို့ကြေပြူလိုက်ပါနေ။ယူကရိန်းပြစ်ခတ်ရက်စဲဖို့အဆိုပြုချက်မှာဝေဟင်းနဲ့ရေပြင်းမှာမတိုက်ခိုက်ဖို့ယုံကြည်မှုထူထောင်နိုင်ရေယူကရိန်းအကျဉ်းသားတွေလှုပ်ပေးဖို့နဲ့ ရုရှားမှာယူကရိန်းကလင်းငယ်တွေပြန်ပေးရတော့ပါဝင်ကြောင်းစီလမ်စကီးကပြောရတယ်။ယူကရိန်းစီးပွားရေးတိုးချဲ့နိုင်ရင်ရေရှားတပ်တို့သဘောတူညီချက်ရရှိရင်တိုင်းပြည်ရဲ့ရေရှည်လုံးချုံရေးကိုအမတ်ခံဖို့လဲနှစ်ဖက်စလုံးကသဘောတူခဲ့ပါလေ။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။